အင်းငတ်နေတဲ့အချိန်မှာဟေးတောက်တာကအကောင်းဆုံးလို့ထင်မှတ်ရပေမယ့်ခုပြပြပေးသွားမယ့်အချိန်မှာဟေးတောက်တာကတော့ရင်ငတ်ကိုပြည့်စင်နိုင်တဲ့အပြင်ကျန်းမာရေးအတွက်ပါကောင်းကျိုးတွေရရှိစေနိုင်ပါတယ်ဒီတော့ဘလို့အချိန်တွေမှာဟေးတောက်တာကအကောင်းဆုံးလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြရအောင်နော် က်သုံးနေနဲ့ပြပြပေးချင်တာကတော့ဗိုက်စာတယ်လို့ထင်ရေးတော့ပါသူအများစုကဗိုက်စာလာတယ်လို့ထင်ရင်အမှန်တကယ်တော့ငငဲ့နေတာဖြစ်နေတယ်လို့မထင်မှတ်တတ်ကြပါဘူးခုနောက်ကလည်းဒီနှမျိုးကအလုံးစုံမှုပေးတာချင်းစင်တူနေလို့မှတ်ယူတတ်ပါတယ်အဲကြောင့်ဗိုက်စာနေရေးတဲ့ခလောက်အရင်တော့ကြည့်လိုက်ပါအဆင်ပြေသွားသလားဆိုတာကိုတော့မိနစ်အနည်းငယ်လောက်စောင့်ကြည့်လိုက်ပါနော်နောက်ထပ်တစ်ချက်ကတော့နနက်အိယာထခါစားမှာရေးတော့ပါတညတာလုံးရေးတဲ့မရရှိထားတဲ့ခနာကိုအတွက်မနက်ခင်းအိယာထထခြင်းမှာရေးထည့်ပေးလိုက်တာကအများစွာအကျိုးရှိပါတယ်နော်ကိုတောင်းမ မဲ့ရေတွေကိုရှောက်ဒီတစ်စိတ်လောက်ညှစ်ထည့်ပါဗီတာမင်စီနဲ့ပိုတက်ဆီယမ်အပြင်ဓာတ်ရုပ်စနီပစ္စည်းတွေကိုပါရရှိစေနိုင်ပါတယ်ရှင်နောက်တစ်ချက်ကတော့တမင်မစားခင်မှာရေတောက်ပါအစားအစာမစားခင်မှာရေတောက်တာကအစာချိန်လမ်းကြောင်းကိုတန့်စီမှုကူညီနိုင်တဲ့အတွက်ကြောင့်မလို့ဝေချနိုင်ပါတယ်လိလမှုတွေပြုလုပ်တဲ့အခါမှာတမင်မစားခင်နိုင်ဝတ်အလိုမှာရေတပန်ကွက်လောက်တောက်ထားတဲ့သူတွေက၁၂ပတ်အကြာမှာကိုယ်အလေးချိန်၃ပုံရောက်သွားတာကိုတွေ့ရှိထားပါတယ်နောက်တစ်ချက်ကတော့အိမ်ယာမွေးခင်မှာရေတောက်ပါဒီလိုမျိုးရေတောက်တဲ့အတွက်ကြောင့် မို့လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကအိပ်ပျော်နေတဲ့အချိန်တွေမှာရေထဲပြေးဝစေပြီးတော့အဆိပ်တောက်တွေကိုလည်းဖိရှားဖို့အတွက်ကူညီနိုင်ပါတယ်နော်။နောက်ထပ်ချက်တစ်ခုကတော့ချွေးထုတ်ခံတဲ့ကိုမဝင်ခင်နဲ့ဝင်ပြီးတဲ့အချိန်မှာရေတောက်ပါနော်။ချွေးမထုတ်ခင်မှာခန္ဓာကိုယ်အတွက်ရေထဲဖြည့်ပေးထားနိုင်ပြီးတော့ချွေးထုတ်ပြီးလို့ဆုံးရှုံးသွားတဲ့တက်ဆာနဲ့တထုတွေတွေကိုပြန်လည်ဖြည့်တင်းပေးနိုင်မှာပါနော်။နောက်ထပ်ချက်ကတော့ရေမချိုးခင်မှာရေတောက်ပါ။ရေမချိုးခင်ရေနွေးတစ်ခါလောက်တောက်လိုက်တာကသွေးဖြည့်ရာတွေကိုကြာဆင်အောင်ကူညီပေးနိုင်ပါတယ်။နောက်တစ်ခုကတော့ချွေးထွက်တိုင်းမှာရေတောက်ပါနော်။ချွေး ထားတဲ့တရားမှုလို့ဆုံးရှုံးသွားတဲ့အရေးတွေကိုပြန်လည်ဖြေရှင်းပေးနိုင်မှာပါအဲ့တော့ဒီကူကတော့အနှိမ့်ခံလို့ပြီးရဲ့အချိန်မှရေတောက်ပါအနှိမ့်ခံပြီးရဲ့အချိန်မှရေတောက်တာကနှိမ့်နေတဲ့အချိန်မှထွက်ရှိလာတဲ့အစိတ်အပျောက်တွေကိုဖယ်ရှားဖို့အတွက်ကူညီနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့လေ့ကျင့်ခန်းမလုပ်ခင်နဲ့လေ့ကျင့်ခန်းလုပ်ပြီးရဲ့အချိန်တွေမှာရေတောက်ပါလေ့ကျင့်ခန်းလုပ်ပြီးရဲ့အချိန်မှရေတဲ့ချွတ်တဲ့မှုမရှိအောင်လို့ကာကွယ်နိုင်ပါတယ်လေ့ကျင့်ခန်းမပြုလုပ်ခင်မှာရေနှက်ခွက်လောက်တောက်ထားပါလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်10မိနစ်15မိနစ်ကြာတိုင်းမှရေတဲ့ခွက်တောက်ပါလေ့ကျင့်ခန်းလုပ်ပြီးရဲ့အချိန်မှဆိုရင်တော့ရေနှက်ခွက်လောက်ပြတ်တောက် ောက်ပေးပါနော်အခုလောက်ဆိုလို့ရှင်ရေတောက်ဖို့အကောင်းဆုံးချိန်မျိုးတိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်